မိင်္ဂလာပါရှင်ဝိဒါပိုင်းနဲ့လာခြင်းရင်တင်းနှက်တက်ခဲ့ရတာလားဆိုလက်ရှိကကိုပါဘာဘိုင်းကိုကျွမ်းလဲအာဘာလဲလက်ရှိ experience ကဘာရှိနေလဲဘာလုပ်နေလဲဆိုတာပေါ့လေမူတည်ရပေါ့နော်နောက်ပြီးတော့ကိုကဒီဝိတာပိုင်းနဲ့အလုပ်လုပ်တော့မယ်အလုပ်လျှောက်ချင်တယ်ဆိုလို့ရှိရင်မြန်မာပြည်မှာတောင်မှ experience မရှိဘူးဆိုလို့ရှိရင် အလုပ်ခက်မဲ့သူရှိလား အလုတ်ခတ်မဲ့လူရှိရင်တောင်မှထိုက်တဲ့နဲ့ထိုက်တန်နဲ့ကိုနဲ့တင့်တော်တယ်လာစားပေးလာအဲ့ဒါအရင်စဉ်းစားပါနော်မြမပီကအလုတ်ခေါ်တာတော်တော်များများအရင်လိုက်ပြီးတော့အာလိုက်ပြီးရလိလာကြည့်ပေါ့ဘာတွေတို့လိုအပ်နေလဲတို့ဘလိုဘလိုရည်ချင်းတွေရှိရတူတွေကိုအလုတ်ခေါ်နေလဲဆိုတာလေးချင်းလိလာကြည့်အဲ့ဒါကိုလိလာကြည့်ပြီးပြီဆိုလို့ရှိရင်နိုင်ငံရဲ့ချားမှာ ထွက်မယ်ဆိုလို့ရှိရင်ရောဘယ်လိုရည်ချင်းနေလို့မလဲဆိုတာကိုအကြမ်းမြင့်တော့အတိလိမ့်မယ်။ဘာလို့လဲဆိုတော့ကိုကိုရိုင်းကဘာမှမသိဘာမှမတတ်ပဲနဲ့မြမပြီမာတော်မှအလုပ်တစ်ခုရှောက်မယ်ဆိုလို့ရှိရင်အလုပ်ခက်မဲ့ရာခိုင်အလုပ်ရမဲ့ရာခိုင်နှောင်းကတန်ပါဆန်တော့ပဲရှိရဲ့အနေထားမှာနိုင်ငံရဲ့ခြေအောက်ထွက်လာပြီးလှုပ်ရှားမယ်ဆိုရင်အများကြီးကိုတုခကိုလာရှာရတဲ့အတူတူပါပဲ။ဘာလို့လဲဆိုတော့မြမပြီမာက ကိုလူမျိုးချင်းချင်း ဥပမာအလုပ်တစ်ခုရှောက်မယ်ဆိုလို့ရှိရင်တော့မှာပဲရေချင်းကအဲ့လောက်ကြီးမတိမရိမ့်ဆိုတဲ့ပုံစံမျိုးနဲ့တော်ရတာဖြစ်ကောင်းဖြစ်နိုင်မင်းမယ်နိုင်ငံရဲ့ချားမှာကနိုင်ငံပေါင်းစုံကလူတွေကလာပြီးတော့အလုပ်ရှာကြတာနိုင်ငံပေါင်းစုံကလူတွေကလှုပ်လာရှာကြတယ်ဆိုတော့ကတခြားနိုင်ငံတခြားလူမျိုးတွေဥပမာပါဇောက်တို့အာတို့ဆိုလို့ရှိရင်ဒီအင်္ဂလိပ်စကားအရင်မရအောင်ဆိုလို့ရှိရင်လည်းသူတို့မှာအလုပ်ရနိုင်ကြီးအခွင့်အလမ်းရှိတယ်။ဘာလို့လဲဆိုတော့စူပါမားကတ်တော်တော်များများ ပြီးရင်နေရာတော်တော်များများမှာတို့လူမျိုးတွေရရှိတယ်အဲ့တော့တို့ဘာသာစကားကိုအသုံးပြုလို့ရတယ်တို့ဘာသာစကားကိုအသုံးပြုပြီးလုပ်ငန်းခွင်ရစမှုဖြစ်အောင်လို့တို့ဟန်တယ်လုပ်လို့ရတယ်ဒါပေမဲ့မြန်မာနိုင်ငံသားတော်တော်များများကဒီမှာရှိမနေဘူးမြန်မာစကားကိုလည်းနေရာတကမှာအဲသုံးလို့ရမနေဘူးဘယ်လောက်ခွင့်မှာပဲဖြစ်ဖြစ်မြန်မာ ဆိုတော့ဒီຢာနောင်းကအရန်နဲနေသေးတယ်အဲ့တော့ကိုကနိုင်ငံရဲ့ချားကိုသွားတော့မယ်ဥပမာထားလိုက်ဒူဘိုင်းကိုလာတော့မယ်ဆိုလို့ရှိရင်ပထမဆုံးချက်အနေနဲ့ ဘယ်ကယ်ရီယာနဲ့လှုပ်ရှားမှာလဲဥမာကိုရှောက်ချင်တဲ့ကယ်ရီယာနဲ့ပတ်သက်တဲ့ knowledge ပြီးလို့ရှိရင်အာ interviewer က view လာတဲ့အချိန်မှာလဲကိုကပြန်ဖြေနိုင်မဲ့ကိုမှအဖြေအဖြေလုံလုံလောက်လောက်ပေါ့နော် experience လုံလုံလောက်လောက်ရှိလားမရှိလားဆိုတာကိုကိုကိုအရင်စမ်းစစ်ပြီးလို့ရှိရင်အင်္ဂလိပ်စကားကို ကိုသွားမဲ့ကယ်ရီယာနဲ့ပတ်သက်တဲ့စကန်နှုန်းအသုံးနှုန်း usage တွေအကုန်လုံးကိုသိနေပြီလားဆိုတာကိုအရင်စမ်းစစ်အဲ့ဒါပြီးမှ တည်ကြပြီးငါအဆင်ပြေပြီးဆိုမှလာတင်တယ်ဘာလို့လဲဆိုတော့ဒီမှာကတချို့ agency တွေကခေါ်ကြတယ်နိုင်ငံအင်္ဂလိပ်စကားလည်းတက်စရာမလိုဘူးအဲဒီဗာလဲ experience ရှိကြမလိုဘူးဘာမှမလိုပဲနဲ့အလုပ်ကိုတွင်းပေးရဆိုရင် okay အလုပ်တွင်းပေးရထားလာအဲ့ဒီမှာပေးရမယ့် agency fee ကအများကြီးပေးရမယ်ပြီးလို့ရှိရင်ရောက်လာတဲ့အချိန်မှာလည်းသူတို့တွင်းပေးတဲ့အလုပ်ကိုကိုကလောက်အောင်မှာအလုပ်ခွင်နဲ့ရောက်သွားရထား okay experience ဘာမှမရှိဘဲနဲ့လုပ်လို့ရတယ်ဆိုတော့ထားလိုက်တော့အလုပ်ခွင်ကတင်ပေးလိုက်မယ် ာစကားမတက်လဲဘာသာစကားမတက်လဲအဲအလုံးလုံးလို့ရတယ်ဆိုတဲ့ဟာမှာကိုတွဲလုံးမဲ့သူကြီးကိုအလုံးတွဲလုံးမဲ့သူကိုအထက်ကြီးကဲကိုကိုဆက်ဆံရမယ့် customer အဲ့ဒါတွေမှမြန်မာတရားမပါမနေဘူးပါနေတော့မှပဲ0.5%ပါလောက်ပဲပါလိမ့်မယ်မြန်မာကအလုတ်ခွင်ထဲမှာအလုတ်သမားချင်းချင်းကိုကိုလူလူလောက်ရမယ့်အလုတ်အဲကိုရဲ့ဒီလုတ်ဖို့ကြိုင်ပတ်ချင်းချင်းမှာတော့မှအဲ့တော့ကိုရဲ့ဘာသာစကားတစ်ခုပဲတက်တဲ့လူတယောက်အနေနဲ့ဘယ်လောက်ထိ တောက်ခါရောက်มาလဲပြီးရင်ဘလောက်ထိ pressure ပြီးมาလဲဆိုတော့ကိုယ့်ဘကောအရင်စဉ်းစားအဲ့တော့နိုင်ငံเจ้าကိုလာတော့မယ်ဆိုလို့ရှိရင်ဘယ်ဘိုင်းနဲ့ပဲလာလာ လာရမယ့်အပိုင်းကိုအနည်းဆုံးတင်နန်းကတော့တက်ခဲ့ပါတင်နန်းတက်ရင်တင်နန်းဆရာပြောပြောတဲ့ပြီးတဲ့ instruction တွေတိုင်းလိုက်ပြီးလို့ရှိရင် experience ကိုလည်းအနည်းဆုံး6လသို့မဟုတ်တစ်နှစ်မလာခင် experience ရအောင်ယူခဲ့ပါ အဲ့ဒါမှအလုပ်ခင်မှာအနေနဲ့အများအထောက်အကူပြုပါအထောက်အကူဖြစ်ပါလိမ့်မယ်ပြီးရင်အင်္ဂလိပ်စကားကအခြေခံလောက်တော့မပြောတတ်ဘူးကိုလုံးမဲ့အလုပ်ရဲ့ဒီအင်္ဂလိပ်စကားအတုံးနှုံးတွေကိုမသိဘူးဆိုလို့ရှိရင်လေ့လာပြီးတော့တက်ပြီးသိပြီးဆိုမှလာခဲ့ပါဘာလို့လဲဆိုတော့အဲ့လိုမျိုးဘာမှမသိဘူးဘာမှမတက်လဲရရတယ်ဘာညာနဲ့ခေါ်ခဲ့တဲ့ agent ခေါ်ခဲ့ပြီးတော့ရောက်လာတဲ့ယုံစားပြီးရောက်လာတဲ့သူတွေဒုက္ခရောက်ပြီးတော့ ဒီမှာအလုံးမရဗီဇာတွေ overstay တွေဖြစ်ပြီးတော့ရောက်နေပြီးတော့ဒုက္ခရောက်နေတွေလည်းအများကြီးရှိတယ်။ပြီးလို့ရှိရင်မြန်မာဒူဘိုင်းမှာဆက်ရက်တည်ဖို့အဆင်မပြေတော့ဘူး။ဒီကုန်ကြမ်းစိတ်တွေရန်များတဲ့အတွက်ထိုင်းနိုင်ငံကိုပြန်ကူးသွားရတဲ့သူတွေရှိတယ်။ဆိုတော့ကကိုယ့်ဘာကိုအရင်စဉ်းစားပါ။ပြီးရင်တကယ်လို့ကိုကအဲမထူးဆက်ခင်ပြီးဒီမှာပဲဆက်နေတော့မယ်ဆိုပြီးဆုံးဖြတ်တဲ့သူတွေမှာလည်းပဲလာကြလေးနှစ်ပဲ၆ပြားနဲ့ လုပ်နေရတဲ့သူတွေအများကြီးရှိတယ်။ပြီးတဲ့ခါကျအလုပ်ခွင်နဲ့ဝင်သွားပြီးတော့တကယ်လုပ်ရသွားတဲ့သူတွေမှလည်းပဲကိုကဗာစကီးမပါမလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကုမ္ပဏီကြီးဆိုရင်တော့ဗီဇာက run ပေးလိမ့်မယ်။ကုမ္ပဏီတီတီတီးတယ်ပြီးရင်အာဒီ owner ကိုယ်တိုင်အုပ်ချုပ်တဲ့ business တွေဆိုလို့ရှိရင်သူတို့ကကြည့်လိမ့်မယ်။ကိုက use လက်ဖြစ်နေပြီ။ ski ကလည်းပါမလာဘူး။အင်္ဂလိပ်စကားလည်းပြောတတ်ဘူးဆိုရင် visa မလျှောက်ပေးတာမျိုး၊လာစာမပေးတာမျိုးတွေကြုံရနိုင်ပါတယ်။ အဲ့တော့နိုင်ငံရေးချားကမိသားသွားတော့မယ်ဆိုပြီးတော့ရောက်လာပြီးတော့လက်ထိပ်မှာထောက်ထွက်ပြီးတော့မုတ်ဝယ်စားရဲမုတ်ဆိုင်လိုမျိုးသွားပြီးပြန်လာလို့လွယ်ကူတဲ့နေရာမဟုတ်ပါဘူးပြီးရင်ပေါ့ပေါ့တတန်လေးလည်းပဲရောင်းမမဆုံးဖြတ်စေချင်ဘူးတေချာကိုကိုကိုပြင်ဆင်အများကြီးပြင်ဆင်ပြီးမှလာစီချင်ပါတယ်ဒါကတော့တခြားပြောချင်တဲ့ပိုင်းတွေလည်းယူတခါရဖြေပေးလိုက်တာပါတင်နန်းကတက်ခဲ့ပါ experience လည်းယူခဲ့ပါအဲ့ဒါမှနိုင်ငံခြားမှာအလုပ်ရှာဖို့အတွက် အဆင်ပြေပါလိမ့်မယ်မဟုတ်ရင်အလုပ်ရမှာမဟုတ်ပါဘူးရရင်တော့မှအဆင်ပြေဖို့ကအရာနှုံးတော်တော်နည်းပါတယ်ပြီးရင်အိမ်မှာအိမ်ဒီမှာအိမ်မှာရောဒီဘတ်စကားဂိတ်တွေမှာရောမက်ထရိုမှာရောအဲကွန်းနေရှိပါတယ် Wi-Fi နေလည်းရှိပါတယ်အမ် အလုပ်တင်မှာအဲကောင်နေနေပူတယ်ဆိုတာကယာတီဥရုပူတယ်ဆိုတာကိုကလုံးလုံးနေပြီဆိုလို့ရှိရင်ယာတီဥရုကပူလို့ပူမှန်းအောင်မှာပဲခံစားဖို့အချိန်မရှိပါဘူးပြင်မာဥပမာဒီ beach တွေမှာအလုံးလုံးတဲ့သူတွေလောက်ပဲဒီပူတဲ့ feeling ကခံစားရမှာပုံမှန်ကိုပါကိုအိမ်မှာနေရပြီးရင်အလုံးအလုံးသွားရဲဆိုတဲ့လူတွေလူတွေနဲ့လူတွေမှာယာတီဥရုပူလာအေးလာတော့ခံစားဖို့အချိန်မရှိပါဘူးပြီးရင်ပူတာကလည်းပဲ၁၂ယာတီပတ်လုံး၂၀အမြင်နဲ့ပူနေရမဟုတ်ပါဘူး ဒီနောက်နောက်လာအခုတော့စအေးနေပြီဒီလာကနေစပြီးအေးပြီပေါ့နော်နောက်လာတွေဒီဇင်ဘာဇန်နဝါရီလောက်တွေဆိုလို့ရှိရင်ဂျက်ကတ်ထိုးပြီးဝေးရမယ်ဝေးရမယ်ရာဒီအတို့ရောက်လာပြီအရန်အေးပါတယ်အရန်အေးစိတ်မိခရိုက်တော့အေးပါတယ်အဲ့လိုရာဒီအတို့ရောက်လာမှာပါဒီကိုရီးယားအလုံးလာလောက်တာဖြစ်တဲ့အတွက်ဒီရာဒီအတို့နဲ့ပတ်သက်ပြီးရောရာဒီအတို့ကတော့ဒီကပြဿနာတစ်ခုတော့မဟုတ်ပါဘူးအကုန်လုံးကတော့အဆင်ပြေပြေပြေ ်နေလို့ရပါတယ်။ပြီးရင်စားတောက်ဈေးကလည်းဈေးစားတောက်ဈေးကလည်းကိုထွေတာထွေတာလည်းလို့ထွေတာလို့ရတယ်။စီပေါ်တယ်ဗောနော်အသီးရွက်ဒီတားငားတယ်တားငားဆိုလို့ရှိရင်ငားဆိုလို့ရှိရင်ဇလာဘီယာလိုမျိုးဆိုရင်၄၄ချက်၅ချက်ဆိုလို့ရှိရင်တကောင်စားလို့ရပြီပြီးရင်ဒီအသီးရွက်တွေဆိုလည်းတစ်ချက်နှစ်ချက်ဆိုလို့ရှိရင်အသီးနံစားလို့အသီးရွက်စားလို့ရပြီဗောနော်ကစုံရွက်ရှိတယ်ချမော်ရွက်ကတော့နည်းနည်းရှားတယ်ဒါပေမဲ့မရှိအောင်မဟုတ်ရှိပါတယ် အဲ့တော့တကယ်လာမယ်တည်ကြရဲဆိုလို့ရှိရင်ကိုကလာဖို့ဆုံးဖြတ်တာရဲဆိုလို့ရှိရင်အဓိကဖြေရမှာကိုရှောက်ချင်တဲ့အလုံးနဲ့ပတ်သက်တဲ့ skill အကုန်ဖြေခဲ့ပါ experience နေမြန်မာပြည်မှာလည်းတည်ချာယူခဲ့ပါပြီးအင်္ဂလိပ်စာကိုတည်ချာလေ့လာခဲ့ပါလို့ပြောချင်ပါတယ်တည်ချာလေ့လာခဲ့ပါဆိုတာက native speaker လိုမျိုးမှုတ်တလို့ကုတ်ပြီးပြောနေကြရဲမလို့ဥမာသမီးညဆိုင်သွားတယ် cut cut လုံးမှာ cut 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 လို့ပြောရင်တလုံးပြောတတ်ရတယ်ဆိုတော့သမီးညဘုရားတော်တော်အဆင်ပြေနေပြီကွာအဲ့တော့ program လောက်ကိုပဲ သူများပြောတာကိုကနားလဲကိုကပြန်ပြောတတ်တယ်ဆိုလို့ရှိရင်ဒီဘက်မှာအဆင်ပြေပါတယ်เนาะအဲ့တော့နားလဲမယ်လို့ထင်ပါတယ်ကျေးဇူးပါ